တိမဖွဲ့ရသတင်းကဘာကဦးစွာတင်ဆက်မဲ့သတင်းကတော့တရုတ်ကရှင်းနန်စင်းကိုအမေရိကန်စီကမဝယ်တော့ပဲကနေဒါစီကနေပြောင်းဝယ်တဲ့သတင်းဖြစ်ပါတယ်။ဝါရှင်တန်အစိုးရနဲ့ကုန်သွယ်ရေးစစ်ပွဲကြောင်းတရုတ်နိုင်ငံဟာကနေဒါမှရှင်းနန်စင်းပမာဏတော်တော်များများကိုစံချိန်တင်တည်သွင်းနေပြီးအမေရိကန်ထံမှဝယ်ယူမှုကိုတည်တည်တသာလျှော့ချနေကြောင်း Bloomberg သတင်းဌာနကဗုဒ္ဓဟူးနေ့မှာဖော်ပြခဲ့ပါတယ်။ ဝါရှင်တန်နဲ့ပေကျင်းတို့ဟာလွန်ခဲ့တဲ့နှစ်လအတွင်းအပြန်အလှန်အကောက်ခွန်တိုးမြင့်မှုစတိုင်လုံဆောင်ခဲ့ပြီးနောက်တွင်အမေရိကန်စီမားရေနံဝယ်ယူမှုကို90ရာခိုင်နှုန်းနီးပါးရွှေ့ချလိုက်ကြောင်းသိရပါတယ်တရုတ်ဟာရခင်ကအမေရိကန်ကုမ္ပဏီစီးများအပေါ်စီးချက်ခွန်တိုးမြင့်ခြင်းအားအကောင့်ထဲပုံမှမဟုတ်တော့လဲလက်တုံပြင်းရန်အခြားနည်းလမ်းများကိုအသုံးချကပုံမကောင်းမွန်ကြောင်းထုတ်ဖော်ပြောကြားခဲ့တယ်လို့သတင်းများကဖော်ပြထားပါတယ်ရှင်။ ဆလဒင်ဆမဲတဲ့တင်ကတော့တရုတ်အပေါ်အပြဲအလန့်အခွန်ကောက်ခံမှုအစုံသက်ရန်နှိစက်နေပြီလို့ထရန့်ဆိုတဲ့တဲ့တင်ဖြစ်ပါတယ်။ကမ္ဘာစည်းကွက်တစ်ခုကိုအထိတ်တလန့်ဖြစ်စေတဲ့အမေရိကန်နဲ့တရုတ်အကြားအပြဲအလန့်အခွန်တွန်းမြှင့်မှုတွေကိုအစုံသက်ဖို့အလားအလာရှိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားတဲ့တင်များကဖော်ပြပါတယ်။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကြာသပတေးနေ့မှာသမ္မတဒေါ်နယ်ထရန့်ကအင်ဖြူရောအတွင်သတင်းထောက်တွေနဲ့တွေ့ဆုံစင်မှာအခုလိုပြောကြားလိုက်ကြောင်းသိရပါဗျ အခွန်နှုံထားတွေကိုပို့ပြီးမြင့်မြသွားစေခြင်းမူတေးကြရာကတော့အခွန်အကြောင်းပစ္စည်းစိမ့်နှုံအရန်မြင့်သွားရင် လူတွေကဝယ်ကြတော့မှမဟုတ်ဘူးလို့သမရာထရန်ကဆိုကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ထမန်နေဆက်မဲ့သတင်းကတော့ US အခွန်အစည်းအဝေးကိုရှုံချမယ်ကုလအခမ်းအနားကျင်းပမယ်လို့တရုတ်ပြောကြားရေးသတင်းဖြစ်ပါတယ်။ ဝါရှင်တန်ရဲ့အနိုင်ကျင့်တဲ့သဘောပါသောအခွန်အစည်းအဝေးကိုရှင်းချမယ်ကုလသမဂ္ဂအလွတ်တဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်ကအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ကြောင်းသိရပါတယ်လာမယ့်ဗုဒ္ဓဦးနေမှာကျင်းပရန်စီစဉ်ထားတဲ့အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းနိုင်ငံပေါင်း193နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီးအခွန်ကို အစမတန်စီကျင်းမဲ့ဝါရှင်တန်ကိုပေကျင်းကပြင်းပြထန်ထန်ရှုတ်ချမှာဖြစ်တယ်လို့လဲရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။ အမေရိကဟာနိုင်ငံတွေကိုအပြင်းအထန်ဖိအားပေးနိုင်ဖို့အခွန်ကိစ္စကိုလက်နက်တစ်ခုလိုအသုံးချနေခြင်းဟာနိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများကိုပြောင်ပြောင်တိုးတိုးချိုးဖောက်တာဖြစ်ပြီးကမ္ဘာစီးပွားရေးနဲ့ဘတ်ဆောင်ကုန်သွယ်မှုစနစ်ကိုထိခိုက်စေခဲ့ပါတယ်လို့ပြောကြားကြောင်းသိရပါတယ်ရှင်။နောက်ဆုံးနေ့ဆက်မဲ့သတင်းကတော့နိုင်ငံတော်ဝန်ကြီးချုပ်ဘွေချုပ်မူဂျင်မီအောင်လိုင်းအာဆီယံအလဲကြောကထားမလေးရှားနိုင်ငံဝန်ကြီးချုပ် His Excellency Mr. Anwar Ibrahim နဲ့တွေ့ဆုံဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူချုပ်မူဂျင်မီယောင်လိုက်ဟာအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ် His Excellency Anwar Ibrahim နဲ့ April 18ရက်ညနေပိုင်းတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှတွေ့ဆုံဆွေးနွေးကြောင်းသိရပါဗျ။အခုလိုတွေ့ဆုံဆွေးနွေးရာတွင်မြန်မာနိုင်ငံကလည်းဘေးကျန်းမှပြန်လည်ထူထောင်ရေးတွင်အာဆီယံအတိုင်းအဝန်မှစီလုံးညီညွတ်မှုဖြင့်ဆက်လက်ကူညီဆောင်ရွက်ရေးမြန်မာအာဆီယံအတိုင်းအဝန်မှပူးပေါင်းဆောင်ရွက်ရေးကိစ္စများအားရင်းနှီးနှီးဆွေးနွေးကြကြောင်းနဲ့ ၎င်းတွေ့ဆုံပွဲသို့ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာသက်ဆင်ရှင်နာဝက်ထရာလည်းတယောက်ကြောင့်သိရပါရဲ့ရှင်။